ြည့်သက်ကြီးမင်္ဂလာပါခင်ဗျာဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းကတော့ BGF ခေါင်းဆောင်စောချစ်သူနဲ့သူ့သားနှုတ်ကို American ပိတ်ဆို့ဒဏ်ခတ်လိုက်တဲ့သတင်းပါ BGF ခေါင်းဆောင်စောချစ်သူနဲ့သူ့သားနှုတ်ကို American ကပိတ်ဆို့အရေးယူဒဏ်ခတ်လိုက်တယ်လို့ American ဘန်ဒါရေးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC ကထုတ်ပြန်အတည်ပြုလိုက်ပါတယ် မေလ9ရက်နေ့ကထုတ်ပြန်တဲ့အဲ့ဒီပိတ်ဆို့အရေးယူမှုမှာ BGF ကောင်းဆောင်စောချစ်သူအပါအဝင်သူသားနှစ်ဦးဖြစ်တဲ့စောထူအေမှုနဲ့စောချစ်ချစ်တို့ဟာစိုက်ဘာလေပြားမှုတွေအပြင်လူကုန်ကူးမှုနဲ့နေဆက်ဖြတ်ကျော်မှောက်ကိုကူတာတွေလှုပ်ဆောင်ရမှာအဓိကပါဝင်ခဲ့တယ်လို့အတည်ပြုထားပါတယ်။ထိုင်းပြည်မှာနေဆက်မှာတည်ရှိနေတဲ့ KNA ထိန်းချုပ်ရာဒေတာဟာ စိုက်ဘာလိမ်လည်မှုဂိုင်းတွေအများအပြားကျင်လည်ကျဆားရနေရာတစ်ခုဖြစ်နေပြီးအာနာသိန်းစစ်တပ်နဲ့ပူးပေါင်းကာရာဇဝတ်မှုလုပ်ငန်းတွေလုပ်ကင်နေတဲ့အတွက်အကျိုးအမြတ်တွေလည်းရရှိနေတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့အဲ့ဒီအဖွဲ့တွေကနေစိုက်ဘာလိမ်လည်မှုတွေကြောင့်တားကောင်ဖြစ်ခဲ့ရတဲ့အမေရိကန်နိုင်ငံသားတွေရဲ့ဆုံးရှုံးမှုဟာပြီးခဲ့တဲ့3နှစ်အတွင်းဒေါ်လာဘီလီယံနဲ့ချီဆုံးရှုံးခဲ့ရတယ်လို့လည်းသိရပါဗျ။အမေရိကန်ဘဏ္ဍာရေးဌာနအနေနဲ့ ီကွန်ရက်တွေကိုပိတ်ဆို့တားဆီးဖို့တွေအပြင်ရာဇဝတ်လုပ်ငန်းတွေကလည်းအကျိုးမြတ်ရှာနေသူတွေအားလုံးကိုတာဝန်ယူမှုတာဝန်ခံမှုရှိစေဖို့ဆက်လက်လှုံ့ဆော်သွားမယ်လို့ကတိပြုထားပါတယ်ခင်ဗျာ။